မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့စစ်ကောင်စီကအာဏာသိမ်းထားတဲ့ကာလတခြားအမျိုးသမီးများနဲ့မိန်းကလေးငယ်များကိုအဓမ္မပြုကျင့်ခြင်းကိုဆက်လက်နဲ့တကူတပွဲအတုံးချပြီးလိမ့်မိုင်းဆိုင်ရာအကြမ်းဖက်မှုများကျူးလွန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းထားတဲ့ကာလတခြားအမျိုးသမီးများနဲ့မိန်းကလေးငယ်များကိုအဓမ္မပြုကျင့်ခြင်းကိုဆက်လက်နဲ့တကူတပွဲအတုံးချပြီးလိမ့်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကျူးလွန်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မှုထုံက ပြောဆိုလိုက်ပါတယ်။အဆိုပါကြေညာချက်ကဇွန်လ18ရက်နေ့မှ19ရက်နေ့ထိနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ UN Women Executive Board ရဲ့2025ခုနှစ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်နဲ့ကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်မင်းကွန်ပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်။စေအုပ်စုအနေနဲ့အထမပြုကျင့်ခြင်းကိုဆက်လက်နဲ့တခုတစ်ပွင့်အသုံးချလျက်ရှိတာအားလုံးအသိဖြစ်ပြီးဒါအပြင်အထမသိမ်းယူထားတဲ့ကာလတစ်လျှောက်လုံးမှာလည်းအ မျိုးသမီးများနဲ့မိန်းကလေးငယ်များပေါ်မှာလိင်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေကျူးလွန်နေရရှိကြောင်းအငယ်ရွယ်ဆုံးအသက်၄နှစ်သမီးနဲ့အရွယ်အကြီးဆုံး၈၄နှစ်အမေအိုတို့အပါအဝင်အမျိုးသမီးနဲ့မိန်းကလေးငယ်အများအပြားစစ်တပ်ရဲ့အဓမ္မပြုကျင့်မှုတားကောင်တွေဖြစ်ခဲ့ရတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ကြီးဦးကျော်မိုးထွန်းကပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာမတရားဆင်အာဏာသိမ်းမှုနဲ့စစ်တမ်းမှာကျူးလွန်လျက်ရှိတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်အမျိုးသမီးများနဲ့မိန်းကလေးငယ်များရင်ဆိုင်နေရတဲ့ဒုက္ခဆင်းရဲမှာမြန်မာလုံးမှာကြောင်းအာဏာသိမ်းမှုမတိုင်မီကလေးကလည်းဆင်အာဏာရှင်အုပ်စုအနေနဲ့အတိုင်းဝန်များကြားမှာပိုဝါဒကြီးစိုးမှုစံနှုန်းတွေကိုကျင့်သုံးသွတ်သွင်းကာအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေရဲ့အခြေကျတဲ့လူခွင့်ရေးတွေကိုချိုးဖောက်ခဲ့ကြောင်းဥကြုံမှုထုံကဆက်လက်ပြောဆိုပါတယ်။အတန်ဖက်စစ်တပ်ကအရှက်သားပြည်သူများပေါ်စစ်မှတ်ပြုခြင်းနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကိုစရိုးကျူးလွန်လျက်ရှိတာနဲ့အများမြန်မာမျိုး မီးများနဲ့မိန်းကလေးငယ်များက၎င်းတို့ရဲ့စစ်မှတ်တမ်းကိုအကြီးမားဆုံးခါစီခံနေရကြောင်းမြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့ပြည်သူတန်း30အနက်10.4တန်းသန့်ခန့်မှာအမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြောင်းတစ်ဖက်မှာလည်းရန်ပုံငွေမလုံလောက်မှုကအလွန်အရေးကြီးတဲ့ထပ်တိုးပြဿနာတရဖြစ်ပြီးဖြစ်ပေါ်စေလူသားစာနာအကြက်တဲကိုစိန်ခေါ်မှုတိုးပွားစီကြောင်းအခြေခံကြတဲ့စံမိုင်းနဲ့စောင့်ရှောက်ရင်ဝန်ဆောင်မှုတွေပို့ဆောင်ရင်းနဲ့အခြားသောလူသားစာနာထောက်ပံ့နေပို့ဆောင်ရင်းတို့မှာလည်းတိတိတသားပိတ်ဆို့ဟန်တာခ ခံနေရကြောင်းသိရပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီများထိရောက်စွာရရှိနိုင်ဖို့နိုင်ငံတကာမှရှိတဲ့မိမိတို့ရဲ့မိဖက်တွေအနေနဲ့မိမိတို့နဲ့ဆက်လက်အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့တောင်းဆိုပါကြောင်းအမျိုးသမီးများနဲ့မိန်းကလေးငယ်များအတွက်တရားမျှတမှုငြိမ်းချမ်းရေးလုံခြုံတဲ့အတိုင်းဝန်နဲ့တောက်ပတဲ့အနာဂတ်များဆောင်ကျင်းပေးဖို့ပြည်ထနာရေးစနစ်ကိုထိရောက်စွာဖြည့်ရှင်းပေးရမှာဖြစ်ကြောင်းဆေးအာဏာရှင်စနစ်နဲ့မတရားဆေးအာဏာသိမ်းမှုတို့ချုပ်နှိမ်ရေး၎င်းတို့အကျိုးခံစားနေရတဲ့ပြစ်ဒဏ်ကိန်းလွတ်ခွင့်ကိုရပ်တန့်ရေးတို့ကမိမိတို့လုံဆောင်ရမယ်တခုရဲ့တော့နီလန်းဖြစ်ကြောင်းသိရပါရ também. Okay. ဒါကြောင့်မြန်မာနိုင်ငံရှိအမျိုးသမီးများနဲ့မိန်းကလေးငယ်များအတွက်ငြိမ်းချမ်းရေးလုံခြုံရေးနဲ့ဓာတ်တူညီမျှမှုတို့ကိုအာမခံချက်ပေးနိုင်ဖို့နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ဟန့်ချက်ညီမှုရှိရဲ့တိကျပြသခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့လှုံ့ဆော်ပေးဖို့တိုက်တွန်းမှာကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကမိန်ကုန်အဆုံးသတ်မှာပြောကြားခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဒေါက်တာဆန်စုကြည်မွေးနေ့မှာပန်းပန်ချင်းအင်ဂျီအပြာဝတ်ဆင်ခြင်းကိုအကြံဖက်လို့ရဖြစ်သက်မှတ်ခါဖန်ဆီးထောင်ချဖို့စစ်တပ်လော်ဘီများလှုံ့ဆော်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီက နေမတရားဖန်ဆီးအကျဉ်းချထားတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တဝောင်းဆန်းစုကြည်ဟာဇွန်လ19ရက်မနက်ဖြန်ဆိုရင်အသက်80ပြည့်ပြီဖြစ်ပါတယ်။လူလူကောင်းဆောင်တဝောင်းဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်ပြည်သူလူလူကြားမှာလှူရှားမှုတွေလှူဆောင်ဖို့တော်လိုင်းအင်အားစုတွေကနှိုးဆော်တိုက်တွန်းထားပါတယ်။လူလူကောင်းဆောင်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ရှိကနေပါတဲ့လှူရှားမှုမျိုးစုံကိုလက်ရှိမှာလှူဆောင်နေကြသလိုမနက်ဖြန်မွေးနေ့မှာပန်းသပိန်နဲ့အပြာရောင်အင်ကြီးဝတ်ဆင်လှူရှားမှုတွေလှူကြဖို့တိုက်တွန်းထားပါတယ်။စစ်တပ်ထောက်ခံသူတွေကတော့အထက်ပါလှူရှားမှုတွေမှာပါဝင်သူတွေကိုဆောင် ောင့်ကြည့်ဖန်ဆီးပြီးထီထီရောက်ရောက်အရေးယူဖို့သူတို့ရဲ့ဝါရပြန် Telegram Channel တွေမှာရှင်းတာနေကြပါတယ်။ပန်းပန်နာ AG အပြဝတ်တာကတခြားနေ့တွေမှာတာမန်ကိစ္စဖြစ်ပြီးမင်းနဲ့ပြန်တောင်းဆန်းစုကြည်ရဲ့မွေးနေ့မှာလှုပ်ဆောင်ရင်တော့အကြံဖက်လို့ရက်ဖြစ်ပြီးထောင်ထမင်းစားဖို့ပြင်ထားကြဆိုတာမျိုးတွေချင်းချောင်ရှင်းတာထားပါတယ်။တစ်ဖက်မှာလည်းတောင်းဆန်းစုကြည်အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့စုတောင်းရုပ်တန်ရှစ်တောင်းနဲ့ဂင်းနစ်စံချိန်တင်ဖို့ဂျိုးပန်းမှုဟာတတ်မှတ်အရေးအတွက်ပြင်းမြောက်သွားပြီဖြစ်တယ်လို့ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီကဒီကနေ့မှကြေညာလိုက်ပြီးစ စုတောင်းလျှောက်တဲ့နေ့ဆက်လက်ပြီးပို့ချဖို့တိုက်တွန်းထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရှမ်းတောင်နဲ့ကရင်ပြည်အခြေပြုအမျိုးသားညီညွတ်ရေးဆိုရာ NUG တိုင်ရင်းများမှ PDF တက်မှု150တနန်းစစ်နယ်အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်ပြည်နယ်မှာအခြေပြုထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်ရင်းများမှစစ်မြေပြင်တက်မှု150တနန်းစင်ခဲ့ပါတယ်။ကာကွယ်ဝင်ကြီးဌာန MOD ရှမ်းတောင်ကရင်တိုင်းစစ်ဌာနနှိပြူအမတ်ဆက်တဲ့မြေပြင်တက်မှုများတနန်းစင်ပွဲအခမ်းအနားကိုစွန်လ16ရက်ကကရင်ပြည်တနင်္လာမှာပြုလုပ်ခဲ့ပါတယ်။တော်လိုင်းကာလက၄နှစ်ကျော်၅နှစ်ထဲကိုရောက်လာပါပြီ။ ကျွန်တော်တို့ကတင်နန်းတွေလုပ်တယ်တင်နန်းလုပ်ရတဲ့အကြောင်းရင်းကစစ်မြေပြင်မှာစနေတကြအတုံးချနိုင်ဖို့ရေစီကန်ရှိဖို့ရေကျင်းဝတ်လိုက်နာ နိုင်ဖို့ဖြစ်တယ်လို့ရှမ်းတောင်ကရင်နီတိုင်းစစ်ဌာနပြူဟာ၁၁တာဝန်ရှိသူကပြောပါရယ်စစ်မြေပြင်တပ်မှုများတင်နန်းကိုပြူဟာ၁၁လောက်ရှိအမတ်၁၁၀၂တန်းရင်အမတ်၁၁၆တန်းရင်အမတ်၁၁၀၉တန်းရင်နဲ့အမတ်၁၁၀၉တန်းရင်ရဲပေါ်များတင်ရောက်ခဲ့ပါရယ်လက်ရှိရှမ်းတောင်နယ်ကရင်နီပြည်နယ်အစံမိုးပြင်းမြို့ကိုထိုးစစ်ဆင်တဲ့စစ်ကောင်စီကိုအမတ်၁၁၀၂တန်း၁၁၆တန်းရင်၁၁၀၉နဲ့တထောင်တရာကိုရိုမှာရဲဘော်တွေကအခြားတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့ပါတယ် နောက်ထပ်တစ်ပုတ်အနည်းငယ်မြို့ပြနေစစ်ဘိုလ်ချုပ်တွေကိုချိန်ချောက်လာတဲ့ရှမ်းကုန်ပြည်လန်းတိုက်ပွဲများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းလီနေကျော်ကာလာမှာတည်လိုက်ရတဲ့ညင်းမရတဲ့အမှန်တရားတစ်ခုကိုပြောပါဆိုရင် တတိရှိရင်တရင်တရင်လောက်တင်းပြပါလားဆိုရဲစစ်လော်ပီတွေကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်တာပါပဲ PDF တွေဆိုရင်ဘာလုံးမယ်ညာလုံးမယ်ကြီးကျော်ထားတဲ့စစ်အုပ်စုလဲရောက်ရနေရခက်စစ်ပြင်ဆင်ထားရတယ်လက်ကျန်အင်အားလေးတွေထွက်မပြေးအောင်တတိစီယူဆိုလာဝါရပြန်ဆက်ကားနဲ့စီယုံနေရတဲ့အခြေအနေပဲရှိပါတယ်ဒါကညင်းမရတဲ့အမှန်တရားပါလေပြည်သူဘက်ရက်တီလာတဲ့ပုံမှုတင်လင်းအောင်ပြောတဲ့စကားယူသုံးရရင်နိုင်ငံအစွန်ဖျားမှာငှက်ပြောဥဆုပ်ပြီး တေရဲတက်ရဲမိုက်ရဲပါတယ်ဆိုတဲ့အောက်ခြေစစ်သားတွေကရှင်နဲ့တူတဲ့နေပြည်တော်ရှမ်းကုန်မန္တလေးဒီလိုမျိုးလေကောင်တွေမှာလူတလူစစ်အာဏာအတုံးပြူစည်းစိမ်ခံနေတဲ့စစ်ဘိုလ်ချုပ်တွေကငားနဲ့တူတဲ့စစ်ဘိုလ်ချုပ်ဆိုတဲ့ငားတွေကအောက်ခြေစစ်သားဆိုတဲ့ရှင်မရှိပဲရှင်တန်ဖို့မလွယ်ဘူးဆိုတော့တော်လိုင်းရဲဘော်တွေဘက်ကရှင်နဲ့တူတဲ့အုံနောက်မရှိတဲ့ငပြောဥဆုံအောက်ခြေစစ်သားတွေကိုအရင်ဆုံးတိုက်ထုတ်ကြရတယ်တိုက်ထုတ်လာတာတဖြည်းဖြည်းနဲ့မျိုးပြတွေနာကတ်လာတာတွေ့ရတယ်ရဲဘော်တွေအနေနဲ့လည်းမျိုးပြနဲ့နီးလေလေရေခမ်းနေတဲ့ငားတွေကိုလိုက်ကောက်ဖို့ပြင်ဆင်ရလိမ့်မယ်ဖြစ်ပါတယ်အခုရက်တဲ့ မြို့ပြအနေနဲ့ရှန်ကုန်ပြည်လမ်းမဘက်ကတရင်ကောင်းလေးကြားတီလိုက်ရတဲ့ရှန်ကုန်ပြည်လမ်းစစ်ကွင်းတာဆောင်တိုက်ပွဲမှာတာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းနဲ့စစ်ရင်ဂျင်နီယာဗိုလ်မှူးတအုပ်တည်ဆောင်ပြီးမင်းလာမှာတိုက်ပွဲတွေပြင်းထန်ကစစ်တပ်ဘက်မှ20ထက်မနည်းတည်ဆောင်ခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ညနေ4နာရီခန့်ချိန်မင်းလာမြို့နယ်အုတ်တွင်းရနီကစစ်ကောင်စီရဲ့ကွင်းတာဆောင်စစ်စေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေစတင်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာတာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်း DSDA အပတ်စဉ်9ရက်နေ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဗိုလ်မှူး DSDA အပတ်စဉ်17ရက်အပါဝင်20ထက်မနည်းတိစုံသွားခဲ့တယ်ဆိုပြီးဖော်ပြထားပါတယ်။ တပြိုင်နက်တည်းဆွန်လာ16ရက်နေ့ညနေ4နာရီကျော်ခန့်အချိန်မှာပဲမင်းလာမြို့နယ်ရန်ကုန်ပြည်လန်းနယ်ပကူးယုံမကြားကနေရာနှစ်ခုမှာလဲစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။တိုက်ပွဲဖြစ်ပွားရာနေရာကိုလဲစေအုပ်စုကအင်အားအများအပြားစစ်ကူပုံနေရလို့သိရပါတယ်။နောက်တစ်နေ့ဇွန်လ18ရက်နေ့နေ့လယ်ပိုင်းကလဲမင်းလာမြို့နယ်လက်ဆက်ရွာကပြည်သူပိုင်ဖောကားကိုချောဆွဲပြီးတာလီရွာကိုလာရောက်တဲ့ပြူစောတီတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေထပ်မံတိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်။ တိုက်ပွဲဟာ300လောက်ဇက်တိုက်ဖြစ်နေခဲ့တာလို့သိရပါတယ်လက်ရှိလဲဘကိုးတိုင်းတွင်မင်းလာမြို့နယ်ကတိုက်ပွဲဖြစ်ပွားရာအများစုမှာ PDF တွေစုမှုထားပြီးစစ်ကောင်စီတပ်ကမြို့နေရကွက်ကွက်လေးမှာပဲတပ်ဆွဲထားနိုင်ကြောင်းစစ်ရေးတရင်အရင်းမြစ်တွေကဆိုပါတယ်ရန်ကုန်ပြည်လမ်းပိုင်းအကြောင်းပြောရရင်စစ်အုပ်စုအနေနဲ့နေရာတိုင်းကိုခန့်စစ်ပြင်ဆင်ထားကြတာဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကတည်းကမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လန်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ပူလာကြောင်းဖြစ်ပါတယ်။လက်ရှိတော့ပြင်ဆင်မှုစုဖွဲ့မှုလက်နက်အင်အားပြည့်စုံလာပြီဖြစ်တဲ့အတွက်တော်လှန်ရေးတပ်တွေအနေနဲ့စက်တိုက်ထိုးစစ်ဆင်မဲ့အခြေအနေပါရှိပါတယ်။လက်ရှိတိုက်ပွဲဖြစ်နေတဲ့မင်းလာမြို့နယ်အတွင်းကနေတဆင်အုပ်ဖို့ဂျိုးပင်ကောင်စီကုံနဲ့တလင်းပေါင်းတီစသဖြင့်တိုက်ပွဲတွေဟာဆက်လာဖို့ပဲရှိပါတယ်။ကနအူတုံကစစ်ကောင်စီစစ်ကြောင်းလာရင်ချောင်းပစ်တဲ့ပြည်ပြည်အဖွဲ့ပါအာချောင်းနဲ့စေအုပ်စုကအခုအချိန်မှာတော့ကောင်းကောင်းကြီးအနှ နွားခံနေရပြီပဲဖြစ်ပါတယ်တိုက်ပွဲမှာတရင်မှုအစဉ်ဒုတိယပုံမူကြီးအောင်တည်ရဲဆိုကြတဲ့ကအောက်ခြေမှာဘလောက်တိအကြအရှုံးများနေရဆိုတာမှန်းဆကြည့်လို့ရပါတယ်နောက်ဆက်တွင်မြူပြရှိရဲ့စေအုပ်စုဟာကြက်တဲ့ ကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။အင်အားလိုအပ်ချက်အတွက်လည်းစစ်မှုထမ်းအင်အားတွေအခုထိလည်းခေါနေသေးပဲဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ကောကောမှန်ကန်တဲ့တိုက်ပွဲဝင်စစ်တီတယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါကဘာနဲ့တူတယ်လဲဆိုတော့ဒုတိယကမ္ဘာစစ်တုန်းကမဟာမိတ်နဲ့ရုရှားတက်နီတော်တွေဂျာမနီမျိုးတော်ပါလင်နာလာကက်လာပြီးမှဟစ်တလာကဖုတ်ပူမိတိုင်းလူငယ်တွေရှိ တန်ပိုအသေးခံခိုင်းတာနဲ့တူပါတယ်ရှိသမျှအင်အားတွေရှီတန်းပို့ခံထားရတဲ့စေအုပ်စုအတွက်မြို့ပြမှာပေါ်တာဆွဲအဖွဲ့ရီနဲ့ဟန်ပြအင်အားလောက်သာကျန်ပါတယ်ဆိုတော့အခုချိန်မှာတော့မရတော့ပါဘူးစေအုပ်စုရဲ့နောက်ဆုံးချိန်ကနီးနေပါပြီသူတို့ရဲ့ပြင်မြတဲ့အမတွေအတွက်လည်းဆုံးမပေးဖို့လူငယ်တွေကရန်ကုန်နဲ့အနီးဆုံးကလမ်းမတွေပေါ်ကိုရောက်နေပြီလို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်